ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရရဲ့စောင်းထန် channel ကနေပြီးတော့ပရိသတ်ကြီးများအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆာရေးဆရာမမဝိမိရေးသားထားတဲ့ရေးပြအိမ်မဇလန်းများဆိုတဲ့အစာအုပ်လေးတွေကရေးပြအိမ်မဇီဒီအိုဆိုတဲ့အပိုင်းလေးကိုပရိသတ်ကြီးများအတွက်ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးများကလည်းကျွန်တော်ရရဲ့ channel လေးကို like and subscribe လေးလေးလုပ်ပေးထားခဲ့ကြပါအောင်ခင်ဗျာရေးပြအိမ်မဇီဒီအို မွေနိုင်သူအဘသာပေါ်ဤထူးဆန်းသောဘဝစဉ်ကို မခင်ရွှေကသူ့ရေးတတ်သလိုရေးပြီးအဘကြီးကိုဖတ်ပြသည်အဘကြီးကစိတ်စိတ်နားထောင်သည်မခင်ရွှေဖတ်ပြ၍ဆုံးသောအခါကိုရင်သာပေါ်အကြောင်းပြောရာမှာအဘပြောစရာတစ်ခုကျန်သွားတယ်ဆရာမလေးရဲ့ဟုဆို၏မွေနိုင်သူအဘသာပေါ်အထုပ်ပတ်တီပြီးလျင်ဇီဒီအိုအကြောင်းဆက်ပြောလိမ့်မည်ဟုသောထင်မြင်ချက်ဖြင့်ဇက်ကူနင်းဖောင်တိန်အသင့်ပြင်ထားသောမခင်ရွှေကပြန်မေး၏ ဘယ်နေရာကျန်သွားလဲပွာကျမဖြေထည့်လိုက်ပါမယ်ခုဆိုကအဘတာပေါ်အထုပ်ပတိစာရွက်တွေကို အစဘကပြန်လှန်လိုက်သည်ဂျားညက်ထဲမှမဟုတ်ပါဘူးကွယ်အစုံမှရေးထည့်လဲရပါတယ်အဘကြီးကပြော၏ဟုတ်ကဲ့ပြောပါပွာမခင်ရွှေကအစုံစာရွက်ကို ပြန်လှန်လိုက်ရပြန်နီအဘကြီးကစင်စင်ဆဆပြော၏အေးဒီလိုကွယ်ကိုရင်တာပေါ်ကမွေကိုက်လူနာကိုဈေးကိုရမှာဈေးဘဝကဘယ်တော့မှမတောင်းဘူးဆိုတာ အဖာပြောခဲ့ပြီနော်ပြောခဲ့ပါပြီကွာအဲ့ဒီလိုစေတနာထားကုသပေးပါရဲ့နဲ့လူနာတယောက်ကစိတ်ထားအတော်ရုပ်တကူသူ့စီမျိုးအရင်ထဲကလည်းအခုလိုဈေးစရာတယောက်ရှိတယ်ပြောလောက်အောင်မစွမ်းတော့လူတွေကမရှိမဖြစ်တဲ့အချိန်ကတော့တုံးခဲ့ကြပါရဲ့ကိုရင်တာပေါ်ကိုတိလာကြတော့သူ့အမျိုးဈေးစရာကိုတဲ့ဂယူးမဆိုင်ကြတော့ဘူးကွအဲ့ဒါမနာလိုစိတ်နဲ့ကိုရင်တာပေါ်ကိုတိတ်ခါချတယ်လေဟုတ်ကဲ့ဘွာဘလို့တိတ်ခါချလဲသူ စပားရရင်မူပေးထီတော့သူ့အမျိုးကိုမပင့်မဲကိုရင်တာပေါ်ကိုပင့်နေကိုရင်တာပေါ်ကလည်းလိုက်ရှာပါတယ်ကုသလည်းပြီးရောဘလို့ပြောလဲဆိုတော့ဆရာကိုပင့်တာတိတ်လေအထင်ကြီးမသွားနဲ့နော်ကျုပ်ဆွေမျိုးဆရာကြီးကခရီးလွန်နေလို့လော်လော်ခေါ်ရတဲ့ဆရာကိုပင့်တာပဲဒီမွေလောက်တော့ကျုပ်ဆွေမျိုးဆရာကြီးကစေးဝါတော်သုံးမနေဘူးနှုတ်မိန်တခွန်နဲ့နဲ့အစိတ်ကျသွားစေနိုင်တယ်ဗျလို့ပြောလိုက်တယ်ဆရာမလေးရဲ့မခင်ရွှေကစိတ်ထဲကမခံချင်ပဲဖြစ်သွားသည် ဆေးမကုခင်ကဒီလိုစကားမျိုးပြောရင်ကောင်းမှာအဘတဘောကမကုတော့ပဲပြန်လာရောမွေစေးတက်ပြီးသေးရောမခင်ရွှေကဆို၏ကိုရင်တဘောကတော့တပတ်သားကိုတည်ကြည်ပြည့်စည်အောင်ဒုက္ခရောက်အောင်မလုပ်ရှာပါဘူးကွယ်သူအဲ့ဒီလိုစကားပြောတော့ကိုရင်တဘောကလူနာချီမနဲ့ချီညိုကြအခွားမွေကြိုက်ခံရာကိုလက်မနဲ့ပိတ်လိုက်တယ်အစိတ်ချလို့စီးထွက်နေတဲ့သွေးပုံမဲမဲတွေကအကုန်လူဆက်ဆဲနည်းနည်းတော့စိတ်ထွက်နေသေးတာပေါ့ကိုရင်တဘောကလက်မနဲ့ပိတ်လိုက်တော့ နည်းနည်းချင်းစိတ်ထွက်နေတဲ့သွေးပုတ်ဟာချက်ချင်းရက်သွားတယ်။ကိုရင်တပ်ပေါ်ကထုံနေနေတောင်းပြီးနှုတ်ကအတံမထွက်ပဲနှကန်းလှုပ်ယုံမှန်းပြီးမှ ထုံမန်းကိုမြွေကရအထက် ခြေပမိုးအလေတဲတဲကနေပြီးခြေပွားအထိဆွဲလိုက်တော့ခြေပမိုးနဲ့ပွားမှာထုံးခွေလိုက်ထင်သွားတာပေါ့။ပြီးတော့မှကိုရင်တပ်ပေါ်ကကဲမင်းစီမျိုးဆရာကိုကြံနေသေးတဲ့အစိတ်ကောင်ချခိုင်းပြီးရောကွယ်လို့တခွန်းနဲ့ပြောပြီးပြန်လာခဲ့တယ်ဆရာမလေး။ဟိုလူအစိတ်မုံမီတေရောလား။မခင်ရွှေကမေးသည် ကိုရင်တပေါ်ကသူတော်ကောင်းမှာဘသူကိုမှတေးအောင်ပြက်စီအောင်မလုပ်ဘူးလို့အဖာပြောခဲ့ပြီးကောဒါဖြင့်ဟိုလူဘလို့ဖြစ်လဲကွာငွေစိတ်ကထုံမှန်းထားတဲ့နေရာကအထက်ကိုတော့မတက်တော့ဘူးဒါပေမဲ့ထုံမှန်းထားတဲ့နေရာကအောက်ပိုင်းတစ်ခုလုံးဟာပောက်ခွဲထွက်တော့မှလို့ခြေချောင်းကလေးတွေချက်ချင်းကြေမွားပြုတ်ထွက်သွားတော့မှလို့အပြင်းထန်ခိုက်ခဲတဲ့ဝေဒနာကိုမချိမဆန့်ခံစားနေရတယ်တဲ့။အော်၊ကျန်နေသေးတဲ့မွေစိတ်ကထုံမှန်းတကူကြောင့်အထက်ကိုမတက်နိုင်မဲ တားမြစ်ထားတဲ့နေရာမှာအစွမ်းပြနေတာပေါ့ဟုတ်လားဘွားဟုတ်တယ်ဆရာမလေးနောက်တော့ဘလို့ဖြစ်လဲဘွားသူ့အမျိုးသမားတော်ကမနိုင်တော့ဘူးလေကိုရင်တာပေါ်ရှိတဲ့နေရာကိုလူနာပခန့်နဲ့ထမ်းယူလာပြီးချစ်ကိုတောင်းပန်ရတာပေါ့ကိုရင်တာပေါ်ကသူ့တော်ကောင်းမယ်ခွင့်လွှတ်ပြီးကယ်လိုက်ပါတယ်အသက်ချမ်းသာသွားတာပေါ့အဖကြီးကပြောရင်တစုံတစ်ခုကိုတတိယလာဟန်ပြင်ဟဲ့ဟဲ့သမီးပဲရောက်နေတော့ဟုတ်အတန်ပြုတ်လိုက်တော့အခါဒီမှာအမေအဘတာပေါ်ကြိုက်တတ်တဲ့ တက်တက်လှုပ်ဟင်းအတွက်မနှက်ပြန်ကအစင်သေးချက်နိုင်အောင်ပြင်နေတယ်။ဟူသောဖြေတံကမိဖို့ခံမှထွက်လာသည်။မခင်ရွှေကအံ့ဩသွား၏။အဘတာပေါ်မရှိတော့ဘူးလဲပြောတယ်။အဘတာပေါ်အတွက်ဟင်းကိုလည်းစီမံနေတယ်ဆိုတော့အဘတာပေါ်ကပျောက်သွားတယ်ဆိုတာငွေမော်ပေါက်ပြီးငွေဖြစ်နေတာများလားဟုတွေးလိုက်မိသည်။မခင်ရွှေတွေးနေသည်ကိုအကဲခက်မိဟန်တူသော အဖွာကြီးကဇဝေဇဝါဖြစ်နေသော မခင်ရွှေ၏အတွေ့ကို ရှင်းလိုက်သည်။ကိုရင်တော်ပုံပျောက်သွားပြီး အဖားယောက်ျားကအိမ်မက်မက်တယ်ဆိုတာလုံမလေးကိုပြောခဲ့တယ်မလားဟုတ်ကဲ့ဘွာမှတ်မိပါတယ်အေးမနေ့ပြန်ကားဆိုရင်ကိုရင်တာပေါ်ပျောက်သွားတဲ့နေ့ပဲအဖားယောက်ျားရှိနေကပဲကိုရင်တာပေါ်ပျောက်သွားတဲ့နေ့တိုင်လာပြီဆိုရင် နေ့စဉ်မမှန်သူ့ကိုအိမ်မက်ထားတဲ့ရွာထိပ်ကဇေဒီအိုရှိရာတောင်ကုန်းကို သူကြိုက်တတ်တဲ့ဟင်းနဲ့တမင်တပွဲတော့ပို့နေကြမိန်းကလေးရဲ့အဲ့ဒါမနေ့ပြန်ကားတော့ပို့ဖို့နေပဲအော်အဲ့ဒီဇေဒီအိုနဲ့တောင်ကုန်းအကြောင်း အဘွားကိုယ်လေးပြပြလေးပြောပြမယ်ဆိုအဘွားယခုမှဇေဒီအိုအကြောင်းစကားစပေါ်လာတော့တဖြင့်မခင်ရွှေကတတိပေးပြီးစက်ကူလေးဖောင်တိန်လေးပြင်လိုက်သည်အဘွားကြီးကတော့တချောင်းမှမရှိတော့သောပါဇက်ကိုဖြဲပြီးအဘတရရေလိုက်ဤဆရာမလေးကတော့အဘွားတို့ရေပြန်အံရွာနဲ့ပတ်သက်တာတွေကို တော်တော်စိတ်ဝင်စားပါလားဟေကဲကဲအဘွားပြောပြမယ်တိတိကျကျမှတ်ပြီးတော့ဒါပြန်ရေးကြားလာဆရာမလေးဟုတ်ကဲ့ပါအဘွားထိုချိန်က မရွှေအိမ်ဒီအသက်15နှစ်အရွယ်အပြိုပြိုင်းကလေးများသာရှိသေးသည်လွန်လင်ပြီးသောနှစ်ပေါင်း60လောက်ကအသက်14 6နှစ်အရွယ်ဟုသည်ယခုခေတ်လို အပြိုလောက်ရမည်ကိုမသိသည်အလှပကိုစိတ်ဝင်စားအချစ်ရေးကိစ္စဆိုသည်မှဝေလာဝေစောက်ရည်ကစားရည်ကောင်းနှုံးဖြစ်ပြီးလူကြီးများကဤအရွယ်ကိုပါဇက်မှနိုးစော်အနံ့မဲမပြောက်သေးသည်လူမမဲကလေးတွေသာဟုအတိမှန်ပြုခဲ့ကြသည် အချိန်ကာလဖြစ်သည်ထိုခေတ်တို့အချိန်ကလူတွေကလည်း တစ္ဆာတမာတိတည်သောသူတော်ကောင်းစိတ်ရှိသူတွေသာများရာမရွှေအိမ်တို့အရွယ်တွေသည်ရွာနာပတ်ဝန်းကျင်တော်တန်းချုံမုံများသို့အဖို့အပေါင်းနှင့်ဖြစ်စေတယောက်တည်းဖြစ်စေသွားကြည့်သည့်နေရာကိုသွားခြင်းသည့်အချိန်မှသွားနိုင်သည်စော်ကားဖြစ်စီမီတူယုံများဟု၍မရှိသလောက်ရှာပါခဲ့၏ထို့ကြောင့်သာလျှင်အေးအေးဆေးဆေးနေတတ်သောမရွှေအိမ်သည် ထင်းခွေဟင်းရွက်ကူထွက်ရမှတယောက်တည်းသွားလေရှိ၏မရွှေအိမ်အဖို့ရွယ်သူမင်းကလေးများကတစီတရေကြောက်သည်ဟုပြောလျင် ရဲစရာထင်ရအောင်တတိကောင်းတို့ဖြစ်သည်ညီကထင်းခွေဟင်းရွက်ကူသွားရင်ဇီတိပြက်ရှိရာတောင်ကုန်းကိုပဲသွားတတ်တော့ငါတို့မလိုက်ရဲဘူးအဲ့ဒီနေရာကတစီရှိတယ်လို့တချို့လူကြီးတွေပြောဘူးတယ်ဟူသောစကားဖြင့်မရွှေအိမ်သွားရာကိုမိသူကမျှမလိုက်လို့ကြပဲလမ်းခွဲကြတော့အခါမရွှေအိမ်ဒီရွတ်တက်သောညင်ကလေးလည်းရှိသည့်အလျောက်နင်းတို့ကြောက်တတ်ရင်မလိုက်ကြနဲ့ပေါ့အဲ့ဒီနေရာကိုဘယ်သူမှမသွားတော့ထင်းကန်းကြောက်တွေဟင်းရွက်တွေသိပ်ပေါ်တာငါကြီးယူမယ်ဟေ့ မရှိအိမ်ကရဲရဲမောမောပြောပြီးအကြောက်ရွံ့မရှိဂျီဒီအိုရှိရာ တောင်ကုန်းငယ်သို့တယောက်တည်းလာခဲ့သည်တောင်ကုန်းငယ်ဆိုတော့လည်းအမြင့်ကြီးမဟုတ်ခက်ပြေးပြေးကမူတတာဖြစ်သောကုန်းငယ်ဖြစ်ပြီးတောင်ကုန်းငယ်တစ်ခုလုံးတောချုံတွင်ဖုံနေသည် ကုန်းငယ်ထိတ်တင်ကဖြက်စည်းယွင်နေသည်ရှေးဟောင်းဂျီဒီအိုတစုသည်ဇူးချုံတွင်ပိတ်ဖုံးနေရာဂျီဒီအိုဟူ၍တိတာရောက်မြတာတထံပေါ်တော့သည်ဂျီဒီအို၏အခြေအနေရာနှင့်ခြေလန်း90ကျော်မြောက်အကွာတွင်ကရမတ်ပင်ကြီးတုံးဝင်က ဟိုခနောက်ဆိုင်ပေါက်နေသည်နှစ်ပရိစေတာမိမြကြာညောင်းသည့်အချိန်ကပေါက်ပွားရှင်တဲ့နေသည်ကရမတ်ပင်တွေကိုမခံမနိုင်အောင်ပဲပင်စီလုံးပတ်ပစိုးတပတ်ပင်မကတော့ပဲတပင်နဲ့တပင်ပင်စီချင်းထိနေလေပြီမြင်မအုပ်ဆိုင်သောကရမတ်ပင်ကြီးသုံးပင်မှာကျွေကြသောကရမတ်ပန်းများမှာ အပင်အောက်တွင်ပန်းမွေရာခင်းထားသလိုဖြစ်နေသည်အုပ်ဆိုင်ဝေစားသောကရမတ်ပင်ကြီးသုံးပင်ဤလောင်ရဲကြောင့်အပင်အောက်မှာမြက်ပင်ခြုံနေမှဆာ၍မိသည့်အပင်များမပေါက်နိုင်မဲ ပင်ကြီးရှိရှိမှာတင်းတင်းပြန့်မွေသောကရမပန်းတွေကိုမရွှေအိမ်တယောက်အားရပါရအောက်သည်ဤနေရာကိုသုံးလေးချိန်မြာမရွှေအိမ်သွားမိသောအခါမရွှေအိမ်အဖို့စိတ်ဝင်စားကြရတခု တွေ့လာခဲ့လေသည်အသက်20ကျော်အရွယ်များရှိမည်ဟုခံမှန်းရသည်တန့်ပြန့်ဖြူစင်သောရုပ်ရည်ရှိသည်ယောက်ျားပြိုတယောက်နှင့်ရွယ်တူပင်ရှိမည်ဖြစ်သောချစ်စပွဲမိန်းမပြိုတယောက်တို့သည်ကရမပင်ကြီးကိုကြောမိကတယောက်နှင့်တယောက်မထိခိုက်တော့လေနီးကပ်စွာထား၍ ဂျေဒီအိုရှိရာသို့ငေးမောကြိတ်ရှုနေရသည်ကိုမရွှေအိမ်တွေ့လိုက်ရသည်။ကရမပန်းကောက်ရံလာသောမရွှေအိမ်ကယောက်ျားပြုံနှင့်မိမပြုံကိုတွေ့ရသောအခါအံ့အားတင်သွားသည်။ဤယောက်ျားပြုံနှင့်မိမပြုံသည် သူတစ်ချိန်တစ်ခါမှမမြင်ဘူးသောကြောင့်သူနေထိုင်ရာရေပြအိမ်ရွာသူရွာသားဤသည်နီးနှင်းမြမဟုတ်နိုင်ကြောင်းအတက်တည်လိုက်သည်။အခြားရွာကတမီးစားချိန်ပြီးလာတွေ့ကြတာထင်နေ။မရွှေအိမ်ကတွေ့ပြီးလူငယ်တဘာဝအတိုင်းတိတ်တဆိတ်ချောင်းမြောင်းကြည့်လိုသောဆန္ဒဖြင့် သူရောက်ရှိနေရန်ခြုံွယ်ကပင်စိတ်ငြိမ်စွာစောင့်ကြည့်နေသည်မရွှေအင်ရောက်နေသောနေရာသည်ကဒမတ်ပင်ကိုကြောမိထိုင်နေသောယောက်ျားပြိုနှင့်မိမပြိုကိုရှိတက်တက်မှမဟုတ်ပဲခက်ဆောင်ဆောင်တလွယ်ခုတ်နေရဖြစ်သည်ယောက်ျားပြိုနှင့်မိမပြိုကမရွှေအင်ကိုမြင်ဟန်မတူပေဇီဒီအိုရှိရာကိုသာငေးမောကြည့်နေကြသည်ဘလူဟာတွေပါလဲတမီးသားချင်းတွေ့ရဆိုရင်ပျော်ပျော်ရွှင်ရွှင်နေရမယ်ရေရေမောမောစကားပြောရမယ်အခုတော့တယောက်နဲ့တယောက်ထိလဲမထိဘူး စကားလည်းမပြောဘူးနည်းနည်းလေးမှမလှုပ်ရှားပဲအယုတ်ကြီးတွေတဲထားသလိုပဲညင်နေလိုက်ကြတာနောက်ပြီးသူတို့မျက်နှာကလည်းငိုတော့မှလို့ဘယ်ရကဘာဖြစ်လာကြတာပါလဲမရွှေအိမ်ကအံ့ဩစွာတွေ့သည်နှစ်ယောက်စလုံးကတော့ချောချောလှလှတွေပဲဒီလိုယောက်ျားလှလှမိန်းမလှလှဆိုရင်ငါအသိချစ်တာဘာကူညီရမလဲလို့တော့မင်းရင်ကောင်းမလားတော်တော်ကြာဘာလာရှုပ်တာလဲဆိုပြီးရိုက်လုံမှဖြစ်ဒုက္ခမရွှေအိမ်ဒီထင်မိထင်ရတွေ့ပြီးဘာမျှမလုပ်တော့ပဲ ကြည်ကောင်းကောင်းရှိသည်နှင့်ခြုံကွင်းမှပင်ငြိမ်သက်စွာနေပြီးကြည်နေသည်ကုန်းတရာညံ့မြကြသောအခါယောက်ျားပြုံနှင့်မိမပြိုတို့သည်တိုင်ပင်ထားသည့်အလားကရမတ်ပင်ကိုကျုံးမိထိုင်နေရမှတပြိုင်တည်းမတ်တက်ထရလိုက်ကြသည်ထို့နောက်လှပသောမျက်နှာမှာဥဆွေးကြည်ခွဲဟန်ဖြင့်နှစ်ယောက်စလုံးဥကောင်းငိုက်ဆက်ချပြီးဇီဒီအိုရှိရာသို့ခြေလေးစွာလျှောက်သွားကြသည်သူတို့ဝတ်ထားလေအဝတ်ကလည်းတမျိုးပဲတို့ရွာတို့ရွာသားတွေဝတ်တဲ့အင်ကြီးမျိုးထမိန်မျိုးပစိုးမျိုးမဟုတ်ဘူး အခုဘယ်ကိုသွားကြမှာပါလဲဟောဇီဒီအိုဘက်ကိုကိုယ်ဝင်သွားလို့ငါမမြင်ရတော့ဘူးလိုက်ကြည့်ရင်ကောင်းမလားဘာလာရှုပ်တာလဲဆိုပြီးရိုက်လွန်ရင်ဒုက္ခမရွှေအင်းကတွေးပြီးဖះဇီဒီအိုတစ်ဖက်အကွယ်ဝင်သွားပြီဖြစ်၍မမြင်ရတော့သောယောက်ျားပြုံနဲ့မိန်းမပြုံအကြောင်းကိုဥကောင်းထဲမှာတိုသိကပန်းနေကောင်းဟင်းရွက်ခူးပြီးပြန်လာခဲ့သည်ဤအကြောင်းကိုမရွှေအင်းကမိသူကိုမျှမပြောဘဲမြို့သိထားလိုက်၏တွေ့ခဲ့ရသောယောက်ျားပြုံနဲ့မိန်းမပြုံကို သူ့စိတ်ထဲမှာတနာနေသည် လူကြီးမိဘတွေကသဘောမတူ၍တိတ်တဆိတ်ဖြတ်ပြေးလာကြတော့ရောက်တာမပြောရှင်နိုင်ပဲဝမ်းနဲ့ပူဆွေးနေရရှာသည်ဟုထင်သည်လူကြီးမိဘတွေမသိအောင်ရှာမတွေ့နိုင်အောင်ဤနေရာမှာလာရောက်ပုံအောင်နေခြင်းဖြစ်ရမည်ဟုယူဆသည် သူလျှောက်ပြော၍လူတိတူတီဖြစ်သွားပါကသဆိုင်ရမိဘတွေက လာရောက်ခွဲခွာခုံငင်သွားလျင်တနာစရာကောင်းသောဤယောက်ျားပြိုနှင့်မိမပြိုတို့ဟူဆွေးတော့ကယောက်ျားလိမ့်မည်ဟုဆိုရင်သည် ထို့ကြောင့်မရွှေအင်းကဘာမှမပြောတော့ဘဲရင်ကုန်နှုတ်ပိတ်တိတ်ဆိတ်နေလိုက်တော့ဤတုံးရမှာတစ်ချိန်လောက် ECDO တောင်ကုန်းကိုတွားနေကြဖြစ်တော့မရွှေအင်းကဤနေရာကို ရောက်လာခဲ့ပြန်သည်ထို့အခါယောက်ျားပြုံနှင့်မိန်းမပြောကို ရခင်ကတွေ့ခဲ့ရသည့်အနေအထားအတိုင်းမျက်နှာအမူအရာအတိုင်းတွေ့ရပြီးရခင်ကကဲ့သို့ CDO တပတ်ခွဲသို့ဝင်သွားကြပြန်သည်ကိုလည်းတွေ့ရပြန်သည်ဤနေ့အတိုင်း၃-၄ချိန်မြတွေ့နေရသောအခါမရွှေအင်းဤအတိုင်း ငြိမ်သက်တိတ်ဆိတ်စွာမနေနိုင်တော့ကြည်ဤတောင်ကုန်းမော်ကိုသူရောက်လာ၍ကရမတ်ပင်ကြီးအောင်မှာယောက်ျားပြုံနေမိမပြိုကိုမြင်လျင်မြင်ချင်းပုံကွယ်ချောင်းကြည့်မနေတော့ပဲဒုံဆိုင်ပြီးအပြေးတော်တွေ့လိုက်သည်ယောက်ျားပြုံနဲ့မိမပြိုရှိမှစုံရက်လိုက်သည်မရှိရင်အထင်တွင်က သူ့ကိုမြင်လျင်နှစ်ယောက်လုံးအံ့ဩသွားကြလိမ့်မည်ဟုထင်၏သို့သောယောက်ျားပြုံနဲ့မိမပြိုကသူတို့ရှိမှလာရတော့မရှိရင်ကိုမြင်ဟန်မတူဖျားစီတီအိုရှိရာကို ငင်းမြတ်တိုင်းငင်းနေကြသည်သူတို့မျက်နှာကမတ်ရွှေအိမ်မြင်နေကြဝမ်းနေပူဆွေးသည်မျက်နှာထားအတိုင်းပင်ရှိနေသည်အခုနဲ့အမကဘေရွာကလည်းဒီမှာဘာလာလုံနေကြတာလဲမတ်ရွှေအိမ်အမေကိုနှစ်ယောက်လုံးကမဖြေကြငင်းမြတ်တိုင်းငင်းနေကြသည်ကျမဘာလုပ်ပေးရမလဲဟင်မတ်ရွှေအိမ်ကပထမမေးသည်သူ့မိကုံကို အဖြေမရတော့အကနောက်မိကုံတစ်ခုထပ်မေးလိုက်၏ယောက်ျားပြိုနဲ့မိမပြိုကအတန်ကြာနှုတ်ဆက်နေကြသည်ထို့နောက် မရွှေအင်းကိုမကြည့်ကြပဲထိုင်ရမပြိုင်တူထလိုက်ကြ၏မိမပြိုကတနားစကွဲမျက်ရည်အတွေ့အွေကြသည်ယောက်ျားပြိုကချီခွဲသောအတံဖြင့်တူတူတတပြောသည်ဒီနေရာမှာတို့နေရတာကြာလာပါပြီဘယ်တော်များမှသွားရပါမလဲကွယ်မငုံနဲ့နှမရဲ့ဝိရှိတရွေတော့ခံရအောင်ပါပေါ့ဒီဖျားမှာတို့နှစ်ယောက်နေရမယ်လို့အမိန်ပေးခဲ့တဲ့ပုဂ္ဂိုလ်ကပေးခဲ့ပြီသွားချိန်တက်ပြီသွားတော့လို့အမိန်ပေးတဲ့ပုဂ္ဂိုလ်မပေါ်မချင်းတို့နေရအောင်ပါနှမရဲ့ လာပြန်ကြစို့ယောက်ျားပြူကစကားဆုံးသောအခါဖြေးလေးသောခြေလမ်းများဖြင့်ဥကောင်းငိုက်ဆိုင်ချပြီးတွားရနောက်သို့မျက်ရည်ကျလျက်ပင်မိမပြူကဥကောင်းငိုက်ဆိုင်ချကဖြေးလေးသောခြေလမ်းများဖြင့်လိုက်သွားရှာသည်နှစ်ယောက်လုံးပင်ဇီဒီအိုတစ်ဖက်အကွယ်သို့ဝင်ရောက်သွားကြသည် နေပါအောင်အကူနဲ့မှတို့ဘယ်ဟုသွားခြင်းလဲသွားတော့လို့ပြောနိုင်တဲ့သူဘသူလဲကျမတော့ပြောပေးမယ်ဘသူစီတော့ပြောရမှာလဲမရွှေအိမ်ကအံ့ဩခြင်းစိတ်မကောင်းခြင်းဖြင့်ငေးကြည့်နေရမှာ ဇီဒီအိုတပတ်အကွယ်တို့ယောက်ျားပြိုနေမင်းမပြိုဝင်ရောက်ပြောက်ွယ်သွားမှတတိယကနှုတ်မအော်ဟင်းမင်းမြန်ရင်ပြေးလိုက်သွားသည်ဇီဒီအိုတပတ်အကွယ်တွင်ကတစ်ပင်ခြုံနယ်တွင်ပိတ်ဖုံးလျက်သာရှိသည်ယောက်ျားပြိုနေမင်းမပြိုကိုအရေးရောင်မင်းမတွေ့ရတော့ချင်းဘယ်ရောက်သွားကြပါလဲအကိုရေအမရေမရွှေအိမ်ကအော်ခေါ်သည် ပြန်လည်ထူးဆန်ကိုကမကြားရချေမရွှေအိမ်ကစိတ်ပြက်စွာ ပြန်လာခဲ့၏ဤဒီချိန်တွင်က မရွှေအိမ်နှုတ်ဆိတ်မနေနိုင်တော့ကြေသူတွေ့ခဲ့မြင်ခဲ့ကြားခဲ့ရသည့်များကိုတလုံးမကျန်ပြန်လဲပြောပြကတနာစရာကောင်းသောယောက်ျားပြုံးနဲ့မိမပြိုတို့တွားကျင်သည့်နေရာကိုတွားကြပါစေပြောကြပေးပါဟုမိဘများကို၎င်းအိမ်မှဆုံးခံသည့်တန်ဃာတို့ကို၎င်းစိတ်မကောင်းသောလျှောက်ထားပြောဆိုလေတော့သည်ဤတင်းကားတရွာလုံးပြန်သွားသည်ဒိုကရွာချောင်းဖုံးတော်ကြီးကိုယ်တိုင်မရွှေအိမ်ကိုခေါ်ပြီးတေချာစွာမေးတော်မူလေသည်ဒိုနာဖုံးတော်ကြီးကကြီးမှုကား ဂျီဒီအိုကိုဇူးဝင်ချုပ်နယ်တွေရှင်းပြီးပန်းစီမီစွန်ရီချမ်းကတ်လူကြသည်ပရိမြစ်တံဘဝနာပွားများကြသည် အမျှဝေကြသည်ဤကိစ္စတွေပြီးသောအခါ၌မတ်ရွှေအင်းကိုမိဘများက ထင်းခွေဟင်းရွက်ခု ရေခက်ပင်မခိုင်းကြတော့ပဲအိမ်ထဲမှာသာနေစေခဲ့သည်မှာကိုဘိုးအောင်နဲ့လက်ထက်တီအထီးပင်ဖြစ်တော်၏အဲ့ဒီနေရာကိုအဖွားနောက်ထပ်သွားသေးလားအဖွားကြီးပြော၍ဆုံးသောအခါမခင်ရွှေကမေးလိုက်သည်ကိုဘိုးအောင်နဲ့အိမ်အောင်ချပြီးနောက်မှာတော့ အပြုတ်ဘွားလို့မလွတ်လပ်တော့ဘူးလေ။ဘာရီယာကိစ္စဝေဝဝစ္စတွေကများတော့ JDO ရှိရာတောင်ကုန်းတို့ခြေဥတော်မလှည့်နိုင်ကြတော့ပါဘူး။အဲနှစ်ပေါင်းများစွာကြာပြီးမှကိုရင်တာပေါ်နဲ့ပတ်သက်ပြီးရောက်သွားပြီမဲ့ဘာမှမတွေ့တော့ဘူးလေ။တွေ့စရာကလည်းကဒမတ်ပင်ကြီးတုံးမင်ကထေသွားပြီပဲ။အဖွားကြီးစကားကိုနားထောင်ရင်မခင်ရွှေစိတ်ထဲမှာဆွေးတလူလိုလွမ်းတလူလိုဖြစ်နေသည်အဖွားကြီးပြောပြသည်ဘာမှမတည်တော့ယောက်ျားပြုံနေမိမပြောကိုစိတ်ထဲမှာတနာနေသည် မခင်ရွှေငင်းနေခိုင်မှာလမ်းမပေါ်ကကလေးငယ်တယောက်ရှိုက်ကြီးတငငငငငိုလာဒီကိုတွေ့ရတော့ခါဟဲ့ဘာရှင်သားလေးပါလားဘာဖြစ်လို့လဲကလေးဟူအဖာကြီးကလှမ်းမိသည် အဖာရဲ့ကျွန်တော်ကြက်တူရေးလေးပြန်ပြေးသွားပြီကျွန်တော်လိုက်တာမရတော့ဘူးဟူကလေးငယ်ကငိုရှာရင်းပြေ၏နင်ကအတောင်မညက်ထားဘူးလားမညက်မိဘူးအဖာရဲ့ကျွန်တော်ကိုကြက်တူရေးလေးကချစ်တော်ပြန်ပြေးမယ်မထင်လို့ဩဖြစ်ရလေ နင်ကနင်းပါကြီးကိုအားကြပြီးအတောင်မညက်ပင်မွေးတာကိုနင်းပါကြီးမွေးထားတဲ့ကျက်တူရည်မျိုးကပမာမှမရှိဘူးဟဲ့။ဘာကြီးကျက်တူရည်ကတရားရုံးတက်ပြီးတက်တီခံရတဲ့ကျက်တူရည်ပဲပေါ့ပေါ့မှတ်လို့အပားကြီးစကားကြောင့်မခင်ရွှေမျက်လုံးကျဲသွားပြန်နီ။အဲ့ဒီကျက်တူရည်ကဘလို့ကြောင့်တရားရုံးမှာတက်တီခံနိုင်ရတာလဲဘွာ။အေးဆီယမလေးနဲ့ဒီရွာနဲ့တော့အန်ကိုက်ပဲ။ကဲဇီဒီယိုအကြောင်းသာပြီးအောင်ရေးပါလေ။ပြီးရင်ဘာကြီးကျက်တူရည်အကြောင်းပြောပြပါမယ်။ဟုတ်ကဲ့အဖွားဟု မခင်ရှိကတက်လက်စာပြောဆိုလိုက်သည်ဤတွင် ရေပြာအိမ်မှဇီဒီယိုလေးအကြောင်း တင်ဆက်ပေးလို့ပြီးသွားပါပြီခင်ဗျာနောင်ကျန်ရှိနေသေးတယ်စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းလေးတွေကိုလည်းနောက်နေ့တွေများမှာ ကျွန်တော်တို့ channel ကနေ့စဉ်တင်ဆက်ပေးတော့မှာမဟုတ်လို့ပရိသတ်ကြီးများကလည်းကျွန်တော်တို့ရဲ့ channel လေးကိုကျေးဇူးပြုပြီးတော့ like and subscribe လေးလုပ်ပေးကြပါအောင်ခင်ဗျာအခုလိုမျိုးအချိန်ပြီးပြီးတော့နားတော်တာဆင်နေပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးများတဦးတယောက်ချင်းတွေကို ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာပရိသတ်ကြီးများအားလုံးပဲကျမ်းမာရှင်လန်းကြပါစေခင်ဗျာ